အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာလေရင်းသားဆုတ်ချစ်ရေးသားထားတဲ့သင်ကောင်းရဲ့ကျွန်ုပ်ဆိုရယ်ဆိုရယ်ဝတ္ထုတုပ်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်သင်ကောင်းရဲ့ကျွန်ုပ်ဆိုရယ်သဝင်တိုရာရဲ့ဒေါသဖြစ်တာရဲ့ဝန်းထဲချီ꿰တာရဲ့သုံးမျိုးပေါင်းလိုက်တော့ပွင့်ရင်ထဲမှာဘလောင်စုပြီးပွင့်ထွက်ကုန်တယ်ဟွန်းအရှက်နေလိုက်တဲ့မိမ့်မ ကာယကံမြောင်းမဖြစ်ချင်လို့မနောကံနဲ့ပါရိုက်ပစ်လိုက်တယ်။မျက်နှာပြောင်းတိုက်ရဲတဲ့မိမဆက်ကြဝလာပြင်ပတ်ချီလင်းစင်သွားအောင်စောက်တွန်းပစ်လိုက်ခြင်းနဲ့ပြစ်ခွာခဲ့လျက်ပြန်ဆက်တွေ့ခြင်းနဲ့မိမကိုဦးနဲ့ချစ်သူဖြစ်ပြီးမှ ကိုဦးကိုစိမ့်စိမ့်ကကပြစ်ခွာခဲ့တယ်။ကိုဦးတရအဲ့ဒီတုန်းကယူမတက်ခံစားခဲ့ရတယ်။အဲ့ဒီအချိန်တုန်းကဒီမိမကကျမတို့မျိုးမှာစူပါစတာ မျက်နာကအလှကြီးမဟုတ်ပေမဲ့ကြည့်လို့အဆင်ပြေရဲ့ပြင်တက်တော့ပိုလှတယ်လို့ထင်ရတယ်ထူးခြားတာက သူ့မျက်လုံးကြည်ပြီးရည်နေတယ်တောက်တယ်အကြည့်ကလည်းတိတ်ရဲတယ်အဲ့ဒီမျက်လုံးတွေရဲ့ညှို့ငယ်အားကိုယောက်ျားတွေတော်တော်ရင့်မှုကြဟန်တူတယ်ကျမတို့မိမချင်းကတော့မုန်းနေဒီလိုမျက်လုံးမျိုးတွေရဲ့အတွင်းသဘောကိုမွေမွေချင်းချိန်မြင်နေတယ်လေယောက်ျားတွေလည်းမြင်လဲမြင်တာပါပဲ။ ရမတ်ပါရင်ညှို့တဲ့အကြည့်တွေကမြင်စရာပါပဲဒါပေမဲ့မြင်မြင်ကြီးနဲ့ကြိုက်နေခိုက်နေကြမှာပါအားကြီးရယ်ဆိုတဲ့ယောက်ျားရဲ့အားနည်းချက်တွေလေရှိုးကေ့စ်ပေါ်မှာတင်ထားတဲ့ဓာတ်ပုံပေါင်းတွေက ကိုဦးရဲ့ပုံပြုံးလို့ဓာတ်ပုံကိုကြည့်ရင်ပွင့်ရင်ထဲမှာမကျေနပ်မှုတွေပိုပြီးကြီးထွားလာတယ်ဟွန်းအမှတ်သေးချင်းမရှိတဲ့လူအရှက်မရှိတဲ့လူကို့မယားကိုတစ္ဆာမရှိတဲ့လူ ကိုဘောတစ္ဆာမဲတဲ့မိမကိုအချင်နာပို့ပြီးကို့မယားကိုရက်ဆက်တဲ့လူ showcase ဘောကကိုဦးရဲ့ဓာတ်ပုံကိုဆေးလိပ်ပြခွန်းနဲ့ကောက်ပေါက်ပစ်လိုက်တယ်။အပေါ်ကမှန်ကွဲချေသွားပြီးမဲ့အတွင်းမှာဓာတ်ပုံကပြုံးလို့သူ့ဓာတ်ပုံနဲ့ရှင်တွဲလျက်မှာပြုံးနေတဲ့ပွင့်ရဲ့ပုံပွင့်ပုံဘောကမှန်လဲတဆက်တည်းမှုကွဲချေသွားတယ်။ကွဲကြ၊ချေကြ၊ရှင်နေတဲ့ကိုဓာတ်ပုံကိုကြည့်ပြီး ်ငိုချင်လာတာနဲ့ရှိုက်ကြီးတငယ်ငိုပစ်လိုက်တယ်။ခုချိန်ဆိုရင်ဘုရားမစင်းခင်စားတောက်ဆိုင်မှာတခုခုအတူတူစားတောက်နေကြမလားပဲ။ဟွန်းငါကငိုနေတဲ့အချိန်မှာသူတို့နှစ်ယောက်ကပြုံးလို့ရေလို့ကြည်နေကြမှာရှင်ထဲမှာနာကျင်ရာကနေတင်းမာလာတယ်။စီးကျနေတဲ့မျက်ရည်တွေကိုခက်ကြင်ကြံတုပ်ပစ်လိုက်တယ်။ဆိုင်ကိုလိုက်သွားပြီးခမပူပြင်းဆုံးမျက်နာနဲ့နှစ်ယောက်စလုံးကိုရှင်ဆိုင်ပစ်လိုက်ခြင်းနဲ့ အကျန်းဆုံးစကလုံးတွေနဲ့ဆဲရေးတိုင်းခါပြစ်ချင်တယ်။ငကားလိုသာဆွမ်းရှိရင်နှစ်ယောက်စလုံးပြာကျသွားအောင်မျက်ဆောင်ထိုးပြစ်ချင်တယ်။ဒါပေမဲ့ဒီလိုကျန်းလို့မရဘူးဆိုရဲကိုအတိကကိုကိုထိန်ချုပ်ထားတယ်။မင်းချင်နေမှာမဟုတ်ဘူးဆိုတာငါသိတယ်။ဒါပေမဲ့ဘလို့လုံးမလဲ။ရေးစားဖြစ်ဘူးတဲ့ဆိုတာကိုဖယ်ထားလိုက်ရင်တချောင်းနဲ့หนีခဲ့ဘူးတဲ့တငယ်ချင်းတယောက်သူကလည်းအခက်ခဲရှိလို့အကူညီတောင်းတာပါ။ ငါတို့ကိုမီးရထားဘူးသားအထိလိုက်ပို့ပြီးပြန်လာခဲ့မယ်။ကိုဦးရဲ့အကြောင်းပြစကားမတွားရဘူးမကူညီရဘူးဒီကောင်မနဲ့မတွေ့ရဘူးပွင့်သဘောမတူဘူး။ပွင့်အော်ဟင်းနေစင်းမှာပဲကိုဦးအိမ်ဝင်းထဲကနေကားမောင်းပြီးထွက်သွားတယ်။ဒါဟာကိုဦးရဲ့အလေးထားကိုဦးကသူ့လုံးမယ်လို့ဆုံးဖြတ်ပြီးရင်ဘသူဘလို့တတားနားထောင်နေလို့မဟုတ်ဘူး။ကျန်တဲ့အလုပ်တွေကတော့ကိစ္စမရှိ ခုဟာကတော့ပွင့်အတွက် မျက်ဆက်ပိုးဝင်တဲ့ကိစ္စဒီကိစ္စကိုတော့ဒီလိုမလုပ်သင့်ဘူးဒါပေမဲ့ဒီလိုလုပ်ကောင်းလားလို့လိုက်ကြံကြည့်မိုးကမီးလောင်သွားလိမ့်မယ်ပိုဆိုးတာတွေဖြစ်သွားနိုင်တယ်ကိုယောက်ျားအကြောင်းကိုအသိဆုံးကြံလို့ရတယ်လို့မဟုတ်ဘူးဒါပေမဲ့မျက်ဆက်မှာဝင်တဲ့ပိုးကမချေပုတ်ပဲငြိမ်ခံနေရတဲ့ဝေဒနာက ဆိုးလွန်းလာတယ်လူကငြိမ်နေရလေရင်ထဲမှာပောက်ွယ်မှုတွေကပြင်းထန်လာလေပါပဲ။ အရေးထဲမှာဒီကောင်မရဲ့ငယ်ပုံကမျက်စိထဲမှာပေါ်လာပြန်တယ်။မနာလိုပေမဲ့ဝန်ခံစရာတခုတော့ရှိတယ်။ကိုလုံးကိုပေါကတိတ်လှတဲ့မိမကြစ်လက်ပြီးအချိုးဆစ်ကြလွန်လို့မိမချင်းအောင်ငေးရတယ်။အထူးသဖြင့်မိမစည်းဆက်ပင်ကိုကြော့ကြော့လေးထိုင်ပြီးစီးသွားရင်လမ်းဘေးအိမ်တိုင်းထွက်ငေးကြရတယ်။အခုလဲသူ့ကိုလုံးကိုပေါလှတော့မဲလား။လှလိုက်အောင်မဲလို့ထင်တယ်။ဒီမိမရဲ့ကိုလုံးကိုပေါမျိုးက တသက်လုံးပြတ်ဖို့မလွယ်တဲ့ဖွဲ့စည်းပုံမျိုးအတူစားရင် ကိုဦးငေးကြည့်နေမလားမနာလိုစိတ်ကြောက်ရင်ထဲမှာပူလောင်လာတယ်ကိုလုံးလာနဲ့မျက်လုံးလာကြောက်ကိုဦးတယောက်အစွဲကြီးဆွဲပြီးအချစ်ကြီးချစ်လို့အယူကြီးယူခဲ့ရတဲ့မိန်းမကိုဦးကလည်းကျမတို့မျိုးမှာနမည်ကြီးလူငယ်တယောက်သူ့မိဘတွေကကြံကျင်းဆက်ပိုင်နေကြံတကာတကြားချက်တဲ့ခေပေါ်တထေးပေါ့ကိုဦးကတတရရဝတ်တက်စင်တက်တယ် တန်တန်ရှင်ရှင်နေတတ်တယ်အသားအရာဖြူဝင်နေတယ်ဂလေးဆက်ပင်တည်ကြည်နေမိန်းကလေးကြတဲ့ပုံမျိုးကိုဦးနဲ့ချုံမဝင်ချစ်သူတွေဖြစ်သွားကြတော့အံ့ဩစရာဘသူမှမနာလို့မကျေနပ်စရာမဖြစ်ခဲ့ကြဘူးလိုက်ဖက်တဲ့အတွဲလို့ကြည်ကြည်နက်နက်လက်ခံကြတယ်ဒါပေမဲ့ဘဝဆိုတာအချိုးအတော့အကောက်ကွေလေးတွေနဲ့လေကြံတွေမဆိုင်ရတော့ဘူးဆိုတော့ ကိုဦးမိဘများရဲ့ကြံကျင်းဆက်တွေအလုံးရက်သွားကြတယ်။ကိုဦးတို့စီပါရေးထိုးကြသွားတယ်။ကိုဦးခမရတက်ကတူတော်ဆက်မတက်နိုင်လို့မန္တလေး GTI အကြောင်းကိုပဲတက်နိုင်ခဲ့တယ်။ကျမတို့မျိုးလေးမှာနို့စီုံတတိတွေပေါ်လာပြန်တယ်။ချုံမာဝင့်သစ္စာမရှိတဲ့မိမကိုဦးကိုခောက်ပစ်လိုက်ပြီးနို့စီုံတတိကိုလှပူရဲ့သားမြင့်အောင်နဲ့ပြောင်းလဲပစ်လိုက်တယ်။မြင့်အောင်ကမန္တလေးတက်ကတူကိုလက်ရိုဗာနဲ့ကြောင်းတက်သူ ညင်အောင်ဖွင့်ရပြီးတော့ချုံမဝင်းနဲ့လက်ထက်ကြတယ်။ညင်အောင်ကကုံတွယ်ရေးမှဝင်းလုတယ်။မြို့နယ်မန်နေဂျာလေးသိမ့်ဟန်ကြတာပေါ့။ချုံမဝင်းတို့လည်းအတရေရှိဂုံရှိ အကုံရှိပါပဲ။ဝတ်နိုင်စင်နိုင်သုံးနိုင်ဆွဲနိုင်ဆိုတော့အိမ်အောင်ကြပြီးမှပိုတောင်လှလာတယ်လို့ချီးကျူးနေကြရတယ်။ခလေးနှစ်ယောက်ရလဲလှတော့တသားမွေးတသွေးလားလို့ချီးကျူးကြပြန်ရော။ကျမတို့မြို့မှာပွဲလန်းတဲ့ပင်ရှိတိုင်းသူတို့လင်မယားရှိတဲ့ကော ကိုကမြာ GTI ကဆင်းတော့လမ်းပို့ပေါ့လမ်းဖောက်တရားဆောက်အဲ့ဒီအချိန်မှာငယ်တငယ်ချင်းဖြစ်တဲ့ပွင့်ကိုချစ်ခွင်ပန်နေချုံမဝင်းနဲ့ဖြစ်ခဲ့တာအားလုံးကိုပွင့်သိပါတယ်တမျိုးလုံးလဲသိနေတဲ့ကိစ္စပဲကိုဦးတစ္ဆာဖြတ်တာမှမဟုတ်ပဲချုံမဝင်းတစ္ဆာပြက်ခဲ့တာပဲကိုဦးကိုပွင့်တနာတယ်ဖြူစင်စွာတုတ်ပြန်ခဲ့တယ်ပွင့်နဲ့ကိုဦးတို့လက်ထက်ခဲ့ကြတယ်တာမန်ပါပဲ ရုံးမှလက်မှတ်ထိုးပြီးတော့ရင်းနှီးတဲ့တငယ်ချင်းတွေလောက်ပဲအိမ်မှာကျွေးမွေးဧကန်လိုက်တာပါ။နောက်တော့ရန်ကုန်ကဘီတုကာကိုဝင်သိန်းနဲ့ဆက်မိပြီးကိုဦးရန်ကုန်ရောက်သွားတယ်။ပွင့်လဲစင်ပြောင်ကြီးတွားရာ စင်မရင်သာလိုက်ပါခဲ့ရတာပေါ့။ရန်ကုန်ရောက်စတော့ရုံရကန်ရပါပဲ။ဖြစ်တယ်လို့နေဖြစ်တယ်လို့စားရတယ်။ကိုဦးဆိုတာမနဲ့အစိုးကြီးထွက်မိုးချုံမအိမ်ပြန်ရောက်အတော်ပင်ပင်မမတ်လို့ရပါတယ်။ဒီကြားထဲကပဲပွင့်မှာခလေးသုံးယောက်ရလာခဲ့တယ်။ ကိုမျိုးကိုရလည်းမဟုတ်မပြည့်မစုံတဲ့ရုံးကန်ရချင်းမှာအတော့ကိုစိတ်အားငယ်စရာကောင်းပါတယ်။နောက်တော့တဖြည်းဖြည်းကိုဦးရဲ့ယူသားမှု၊စူးစမ်းမှု လုပ်ငန်းကျွမ်းကျင်လာမှုတွေကြောင့်အဆက်အသွယ်တွေများလာတယ်။လုပ်ငန်းတွေပဲကျေလာတယ်။အခြေအနေလည်းအတော်ကောင်းလာတာနဲ့ကိုဝင်းသိန်းနဲ့လုပ်ငန်းခွဲပြီးတခြားရက်တည်လိုက်တယ်။ကိုဝင်းသိန်းကလည်းအဆဆအရာရာလူလီသေးမရှိအောင်ကူညီပါတယ်။ကိုဦးရဲ့လုပ်ငန်းဆောင်မှုကတင်ကောင်းနဲ့ကျွန်ုပ်မစိုးပါဘူးတဲ့ ိမ်မှာလဲဧကခံထဲမှာအဲ့ဒီစာတန်းကိုစာလုံးကြီးကြီးနဲ့ရေးပြီးထင်းထင်းရှားရှားကတ်ထားတယ်။တကယ်လဲအလုပ်လုပ်ရမှာသူ့ဘက်ကအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်။ကိုဦးရဲ့ကန်ထရိုက်တိုက်စာလုံးငန်းတွေကျယ်ပြန့်လာတဲ့အချိန်မှာတော့ငွေဆိုတာမလိုချင်အောင်ရတယ်ဆိုတာမျိုးဖြစ်လာတယ်။ကျမတို့မှာတိုက်ခန်းနှက်ခန်းရှိပြီးအင်အားလမ်းမှာဝင်းတဲ့ channel တိုက်တလုံးရှိပြီးသွားစရာရှိရင်စီးဖို့ SE Sprinter တစ်စီးကိုဦးအလုပ်အတွက်စီးဖို့ ဆန်နီဘစ်ကတ်ဒစီတယ်လီဖုန်းပါဝင်အိန်နောင်ပရိဘောကစုံလင်းရှိပြီးစိန်ရွှေအားလုံးပြေစုံတယ်ရရရရသုံးနိုင်တယ်စားနိုင်တယ်လူနိုင်တယ်ပေးနိုင်တယ်မမျော်လင့်ရခဲ့တဲ့စီစဉ်ချမ်းသာကိုအံ့ဩစရာဖြစ်အောင် ပိုင်ဆိုင်လာခဲ့တယ်ဒီအချိန်မှာချုံမာဝင်းရဲ့ယောက်ျားကကုံတွယ်ရေးဝန်တန်းအင်အားလျှော့တဲ့ထဲပါသွားတယ်လို့သတင်းကြားရတယ်။လူလောကမှာလူတွေရဲ့စင်းရဲချမ်းသာ ဂုံပကာသနအနေအမြင်ဆိုတာတွေဟာပင်လယ်ရေလှိုင်းတွေလိုပါပဲညင်လိုက်ကြနေလိုက်ကြပြောင်းလဲနေကြတယ်ဟမ်သူတို့မြင့်တုံးကတော့ကိုဦးကိုစိမ့်စိမ့်ကားကားဖြစ်နေခဲ့တဲ့မိမသူတို့ကောင်းစားနေတဲ့တစ်ချိန်လုံးလှဲ့တောင်လှဲ့မကြည့်ခဲ့ဘူးမကြည့်ပါနဲ့ကြည်နဲ့ပါတယ်ခုမှဘာလို့ဆက်တွေ့ရတာလဲခုမှဘာလို့တွေ့ချင်ရတာလဲပြေဖုံးကားချပြီးဇက်တိန်ခဲ့ပြီးဖြစ်တဲ့ဇက်လန်ကိုခုမှဘာလို့အခန်းဆက်ကချင်ရတာလဲ သူမကိုလေးပြာကိုတတ်နိုင်နေဆက်တွေ့တဲ့မိမကအရှက်မရှိလို့ဆက်တွေ့တော့လေလက်ခံတဲ့ယောက်ျားကဘာကိစ္စတန်ရောစင်အမြင့်တန်းချင်ရတာလေမနာဘူးလားအမှတ်မရှိဘူးလားဒီချိန်ဆိုရင်ဟိုမိမငိုပြနေပြီလားအလွမ်းတဲ့တည်းများအင်အားကိုတော့မျောပါပြီးနှစ်သိမ့်အားပေးနေပြီလားတွင်ရဲ့ပါပေါ်မှာမျက်ရည်တွေအဆက်မပြတ်စီးကြလာတယ်ကိုကတော့နေစဉ်ဘဝကလေးကဆင်းရဲအတူခံပြီးချစ်ခဲ့ရသူ သူများဆုံးပြစ်တာကိုအမွန်မြတ်ဥထိပ်ရွက်ခဲ့ရသူခုတော့သူများမယားကိုတနာပြီးကို့မယားကို မတနာတဲ့လူအေးချမ်းသာရနေတဲ့ငါတို့အိမ်တော်ရေးလေးကို လာဖြတ်တဲ့မိမကို့လင်ကိုတစ္ဆာမရှိတဲ့မိမသူများလင်ကိုလက်ကမ်းချင်တဲ့မိမဒီလိုချမ်းသာလို့ဒီမိမမျက်စိကြတာဆိုရင်ဆင်းရဲလိုက်စမ်းပါမွေးလိုက်စမ်းပါကို့လင်ကို့သားသမီးနဲ့အေးအေးချမ်းချမ်းပဲနေချင်တယ်ဖွင့်ရင်ထဲမှာနာတယ် ကိုသာဆိုရင်ဘလောက်ပဲချစ်ခဲချစ်ခဲသူ့လင်ဖြစ်မှာတော့သူ့အိမ်တော်ပူလောင်တော့ကဖြစ်အောင်မပတ်သက်ချင်တော့ပါဘူးလွမ်းတယ်လို့လို့မေတ္တာမကုန်သေးတယ်လို့လို့ငယ်ချစ်ဟောင်းမို့အောင်မေတ္တာလို့လို့စိတ်ကိုယ်ရင်မိမှာမဟုတ်ဘူးသူ့အိမ်တော်လေးပြက်စီအောင်မြှူဆွဲချင်မှာမဟုတ်ဘူးလူမှုရေးဖောက်ပြန်တဲ့မိမအိမ်တော်နှစ်ခုအပေါ်မှာအပြစ်ကျူးလွန်တဲ့မိမဒီလိုမိမမျိုးကို ကိုဦးလိုယောက်ျားတွေကအထင်မသေးဘူးလားငယ်ချစ်ဟောင်းနဲ့လားတငယ်ချင်းနဲ့လား မတရားလိုက်ကြတာပွင့်ရင်ထဲမှာမီးတောက်နေပါပြီ သင်ကောင်းရင်ကျွန်ုပ်မစိုးပါဘူးဆိုတဲ့လူခုတော့ငါကောင်းပါလျက်နဲ့သူစိုးတယ်ငါမှချစ်သူရှိခဲ့ရင်အဲ့ဒီလူကိုတငယ်ချင်းမို့ဆိုပြီးနှစ်ယောက်ထဲတွတ်တွေ့မယ်တယောက်မျက်နှာတယောက်ကြည့်ပြီးအလွမ်းတည်ကြမယ်ရထားပေါ်တက်တာကိုလိုက်ပို့ပြီးရထားထွက်တဲ့အထိလက်ပြနှုတ်ဆက်မယ်သူဘလို့သဘောထားမလဲကြည်နက်မလားကြည်ဖြူမလားဘာမျှအပြစ်မရှိတဲ့ခေါင်းနှလုံးကို အဲ့ရကရင်မောကနေဆွဲယူပြီးလွှင့်ပြလိုက်တယ်။အခုသူတို့နှစ်ယောက်ကဘလောက်အတိုင်းတာအထိအလွမ်းတည်ကြမှာလဲ။ဘလို့ကျင်နာနေကြမှာလဲ။အကျဲ့တွေးလေပူလောင်လေဖြစ်လာသည်။ဒီနေ့မြည်ရထားနဲ့ပြန်မယ်ဆိုတာရော ဟုတ်ရဲ့လား။ဘူရာလိုက်ပို့တာမှဟုတ်ရဲ့လား။မမသွားပြီးတွေ့နေကြတာလေ။ရှင်ထဲမှာစွန့်နေလာသည်။ဟိုမိမကအခြေအနေတွေလမ်းခင်းပြီးရင်"အိုးယောက်ျားဆိုတာဟိုကလည်းဆွဲလောက်တဲ့ကိုခန္ဓာအလှပနဲ့မြူဆွဲရင်" ဖွင့်ဒုက္ခနာကိုကိုသူပြန်ကြည့်သည်ချစ်လျက်စွာလာပါနေစေဖြစ်တော်လဲဟိုမိမ့်မကြီးကိုလုံးနှာကိုဘလုံးမမမီနိုင်ကြောင်းကိုပါသာသိသည်ဖြစ်စီလာတော်တော့ကတန်ကိုဖွင့်ဖြူမခံနိုင်တော့ပါဂရင်ပေါ်တို့အယုတ်ကြိုပြက်ပြက်လဲချလိုက်သည်သားလေးတွေတမီးလေးတွေနဲ့တာယာလှပတဲ့ငါတို့အိမ်တော်လေးပြက်စီတော့မလားငယ်ချက်ဟောင်းနဲ့ပြန်ပေါင်းနိုင်ဖို့ငါ့ကိုပြစ်ခွာသွားတော့မလားမွေရမှာမျက်နှာအပ်၍စောက်တီးရမယ်ငိုကြွေးနေမိသည် းချွေရောင် SE ကားကိုဖိဖိတတမောင်းရင်ပြုံးလိုက်တယ်။ချွေရောင်ပြုံး။မျက်နှာပေါ်မှာကျဉ်တ်ပီတီတွေဖုံးလွှမ်းလျက်။အော်မိချုံဆိုရဲချုံမာဝင့်ရဲ့မိချုံနဲ့တွေ့ခဲ့ပုံကိုစမြုပ်ပြန်ရင် ပြုံးမိပြန်တယ်။မိချုံရဲ့မျက်လုံးတွေကအရေလဲ့စေ၊တောက်ပစေ၊အကြည့်ရဲရဲတွေကညှို့ငင်ဆွဲဆောင်နေကြစေ။စကားထာတွေကရေမလာခင်မြောင်းပေးချင်နေကြတာကိုလည်းမြင်နေတယ်။သိနေတယ် ငါဟာယောက်ျားပါမိချိုရဲ့မာယာတော်မှာသူ့ရောင်တွေပေါ်တယ်လေကိုဦးကိုဘွားကိုချိန်နဲ့တယ်ကားလင်ပါကိုခပ်ဖိဖိလေးနင်းလိုက်တယ်မှန်ဖွင့်လာတဲ့ကားပြင်းပါကလေးအီလီတိုးဝင်လာတယ်ကိုဦးစိတ်ထဲမှာပေါ့ပါလန်းဆန်းနေတယ်ထူးခြားတဲ့ပျော်ရွှင်မှုတစ်ခုကိုလည်းခံစားနေရတယ်အိုးသူစောကြီးပြန်လာတယ်ကိုဦးရဲ့ကားဟွန်းတန်း ငွေရပေါ်မှာပြပြကန်းအောင်မှောင်နေလိုက်တယ်။အိမ်ပေါ်ကိုတက်လာတဲ့ခြေတံပွင့်မထူးချင်ဘူး။ကို့ကိုစိတ်ဆိုးနေလားပွင့်။ဖြေစရာမလိုတဲ့မိကွန်။ကို့ချုံမဝင်းနဲ့တွေ့ခဲ့တယ်။ဥမျိုးနေတဲ့လေးတံ။ဟာ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 ။အထင်းချုံမဲ့ကြေလောင်တဲ့ရေတံ။ဟွန်းငါကရှိုက်ကြီးတငင်ငိုကြွေးရတာကိုသူကဟားတိုက်ရရတဲ့ဖြစ် ဖွင့်ရင်မျက်ရည်များမှုရတဲ့ကိုစိတ်ဝင်သွားကြတယ်။မင်းလဲသူ့ကိုမြင်ရင်မရေချင်အောင်တအံ့တော်ဖြစ်ရမယ်။တကယ်ကိုပုံစိုးပန်းစိုးဆင့်အိုဖြစ်နေတဲ့ကိုလုံးကြီးကွာ။တရားချစရာပဲ။ဖွင့်ကိုယ်တိုင်လဲကြားယုံနဲ့အံ့ဩသွားတယ်။မမျော်လင့်တဲ့စကားမလို့တမစိမ့်နဲ့ဝမ်းသာတာမျိုးမဟုတ်ပေမဲ့ရင်ထဲမှာတော့အေးသွားတယ်။ကိုကုတုံနဲ့ကိုဖြစ်တာကွ။ငါမိမရဲ့ကိုလုံးကိုပေါက်ကခုထိကြစ်ကြစ်လက်လက်နဲ့လှနေတော့ ။ပွင့်ရင်ထဲမှာကျဉ်တ်သွားပြီးမှအတွေးတစ်ခုဝင်လာတယ်။ဘာလဲ။ပုံပြပန်ပြမမပဲနဲ့အရင်တော့ကိုလုံးကိုပေါင်းမျိုးနဲ့လှနေရင်ရှင်သင်လို့ရင်နိုင်ပါမလား။သူမစင်းစားမိတာကို ပွင့်ကမေးလိုက်လို့ကိုဦးတွင်ဝေသွားတယ်။ဟွန်းမင်းမေးတာမစိုးပါဘူး။ဒါပေမဲ့ကိုလုံးကိုပေါင်းလှနေရင်တော့သူ့စိတ်ကမလှဘူးကွာ။ ကိုဦးကချုံမာဝင်းရဲ့ကြည်ပုံပြောပုံတွေနဲ့စိတ်နေစိတ်ထားကိုဝင်းရဲ့ရိုးသားဖြူစင်နဲ့စိတ်ရင်းလှနဲ့နှိုင်းရှင်ပြရတယ်။ဒါရီတိလက်သားနဲ့ချင်မာဖြစ်လို့သူ့ကိုသွားတွေ့ရတာလေ။အေးဟုတ်တယ်။ငါစိတ်ထဲမှာသူ့ကိုတွေ့ချင်လို့သွားတွေ့လိုက်တာပါ။ဒါပေမဲ့ငါရောက်ကြပါကွာ။ပြောညံ့တဲ့စိတ်မရှိပါဘူး။ဒါဖြင့်ပွင့်မာလဲချစ်သူရှိခဲ့ဘူးလို့ခုလိုပဲသွားတွေ့မယ်။ဘူရာလိုက်ဖို့မယ်။ရွေးရိုးပါပဲဆိုရင်ချိန်နဲ့မလား။ ုံဦးထံမှာဘာတမ်းမှထွက်မလားဖြေလေးချီဖြူနိုင်မလားဖွင့်ရထက်မေးတယ်ဟွန်းစမ်းချီပါလားမတနောတဲ့ရဲ့ကမီးလောင်တယ်လို့ဖြစ်သွားမှာပေါ့ဩတဲတရားကြဖို့ကောင်းပါလားရှင်ဟာကိုဆောင်ဘုံကိုတော့အားမနာဘူးဘယ်ဆောင်ဘုံလဲသင်ကောင်းရင်ကျွန်ုပ်မဆိုးပါဘူးဆိုတာလေအဲ့ဒီဆောင်ဘုံကိုရှင်အခုပြင်လိုက်တော့ဘာလို့ပြင်ရမှာလဲ ရှင်ဟာကိုယ့်အပေါ်မှာတစ္ဆာမရှိတဲ့မိမကိုကျင်နာချင်တာနဲ့ကိုယ့်ပေါ်တစ္ဆာရှိတဲ့မိမကိုရက်ဆက်တယ်။ရှင်တို့ယောက်ျားတွေကထစ်ကနေရှင်မတနောကမီးလောင်နိုင်ပေမဲ့ကျမတို့မိမတွေမှာတော့ဖွဲမီးပုံရှုံနေရတာရှင်။ပြောနေရင်ကပွင့်ဆိုင်ငိုလိုက်တယ်။ကျမရှင်အပေါ်မှာကောင်းရက်နဲ့ရှင်ဆိုးတယ်။အဲ့ဒီတော့ရှင်ဆောင်ဘုံကို ပြင်ရေးဖို့ကောင်းတယ်။သင်ကောင်းရက်နဲ့ကျွန်ုပ်ဆိုးတယ်လို့ကိုဦးဘာမှပြန်မပြောနိုင်ပါဘူး။ အိမ်အောက်မှာကားတန်ကြားရပြန်တယ်။ကျောင်းကပြန်လာတဲ့ကလေးသုံးယောက်အိမ်ပေါ်ကိုပြေးတက်လာကြတယ်။မမေရေသမီးငယ်လေးအတန်။ဟာရဘုံမှန်မောင်တွေလဲကွဲလို့ပါလား။မြမလေးနဲ့ညီလေးနေကြအောင်မှန်ကွဲရီစူးကုန်ကြလိမ့်မယ်။သားကြီးအတန်။ဟောကလေးတွေပြန်လာပြီ။ကိုဦးမှားသွားပါတယ်ကွာ။တောင်းမှန်ပါတယ်နော်။ဒါပေမဲ့သူ့ကိုတားတွေးမိလို့ကို့မိမကိုပို့ချစ် ို့မျက်နှုံမိတာကတော့အကြီးဆုံးမျက်ပေါ်ကွာကဲထထ မျက်ရည်တွေတုပ်လိုက်ခလေးတွေတွေ့တော့မကောင်းပါဘူးပွင့်အဲ့ရာကလူလဲထပြီး မျက်ရည်တွေကိုတုပ်ပစ်လိုက်တယ်ကိုဦးနောက်ကိုအဲ့ဒီမျိုးသမီးနဲ့ထပ်သွားမတွေ့တော့ပါဘူးလို့ကျမကတိပေးနိုင်မလားစိတ်ချကတိပေးပါတယ်ကိုဦးကပွင့်ရဲ့ချစ်လျက်တဲ့ခါကလေးကိုဆွဲကင်ပြီးပါးလေးကိုမှုေးဖို့ကြိုးစားတယ်။ ဖယ်ပါမထိနဲ့။ပွင့်ကအတင်းတွန်းဖယ်ပြီးသားသမီးများကိုကြိုဖို့အခန်းပြင်ပြီးထွက်သွားတယ်။ကိုဦးတယောက်တည်းရောင်တောင်တောင်ကြံခဲ့ရင်ပွင့်ပြောသွားခဲ့တဲ့စကားကိုသဘောကျပြီးပြုံးနေမိပါတယ်။သင်ကောင်းလျက်ကျွန်ုပ်ဆိုတယ်။ Dear Hive ကိုအမြဲတမ်းနားဆင်ပေးနေသူများကိုကျေးဇူးများရှိတင်ပါတယ်ရှင်။